Thank you. မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ကုလသမဂ္ဂအစအောင်ပြင်ပရှိပရိုဂရမ်ချိန်အောင်မှာအကြံဘတ်စက်ကောင်စင်ကို ILO ဥပဒေနဲ့အရေးယူပေးဖို့နိုင်ငံတကာအလုံသမားကိုယ်စားလှယ်တွေကဆန္ဒထုတ်ဖော်ရင်းအကြောင်းတင်ဆက်ပေးပါမယ်အမေရိကန်နိုင်ငံနယူးယောက်မြို့ကုလသမဂ္ဂဌာနချုပ်အစအောင်ပြင်ပရှိပရိုဂရမ်ချိန်အောင်မှာအကြံဘတ်စက်ကောင်စင်ကို ILO ဥပဒေနဲ့အရေးယူပေးဖို့နိုင်ငံတကာအလုံသမားကိုယ်စားလှယ်တွေကဆန္ဒထုတ်ဖော်ခဲ့တယ်လို့ NUG အစိုးရကအလုံသမားဝန်ကြီးဌာနထံကသိရပါတယ်ဇွန်လ၄ရက်နေ့မှာကုလသမဂ္ဂ ကအဆောင်ရဲ့ပြင်ပမှာရှိရဲ့ broken chain အောက်မှာမြမအရှိကိုစုပေါင်းစုနည်းထောက်ခံတဲ့ဆန္ဒပြပွဲတစ်ခုကိုကမ္ဘာအလို့သမားတမကအဖွဲ့ဝင်နိုင်ငံတီတီမအညီလာခံတက်ရောက်လာကြတဲ့အညီလာခံကိုယ်စားလှယ်များကပူးပေါင်းပါဝင်လှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။အဲ့ဒီဆန္ဒပြပွဲမှာတစင်အကြံဖတ်စစ်ကောင်စီပေါ်ထိရောက်တဲ့အရေးယူမှုတွေဆက်လက်ဆောင်ရွက်ဖို့ article 33ရစစ်ကောင်စီပေါ်အရေးယူနိုင်ရင်ကိစ္စကိုညီလာခံတက်ရောက်လာသူများမှလိုအပ်တဲ့မဲခွဲဆုံးဖြတ်တဲ့နေ့ကိုရောက်ရင်မြမပြည်သူနဲ့အတူတူရည်တည်ရေးကိစ္စရပ်တွေကိုတောင်းဆိုဆန္ဒပြခဲ့ကြကြောင်းသိရပါတယ်။

နိုင်ငံတကာအလုံသမားသမဂအဖွဲ့ဝင်များညီလာခံတက်ရောက်လာတဲ့နိုင်ငံတီးတီးမှကိုယ်စားလှယ်များဆန္ဒပြပွဲမှာပါဝင်ခဲ့ကြသူများကမြန်မာပြည်သူများနဲ့အတူတူရပ်တည်ကြောင်းမြန်မာပြည်သူများပေါ်စစ်ကောင်စီရဲ့လူခွင့်ရေးချိုးဖောက်မှုများအလုံသမားအခွင့်ရေးချိုးဖောက်မှုများကိုချက်ချင်းရပ်တန့်နိုင်ဖို့အတွက် Article 33အရအရေးယူနိုင်ရင်ကိစ္စရပ်တွေကိုတောင်းဆိုဆန္ဒပြခဲ့ကြောင်းသိရပါတယ်။ဆန္ဒပြပွဲကိုအမျိုးသားညီညွတ်ရေးအစိုးရရဲ့တုံ့ပြန်ဆိုင်ကိုယ်စားလှယ်ဖြစ်တဲ့အမျိုးသားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာဆိုင်းခိုင်မျိုးထွန်းနဲ့အတူမြန်မာနိုင်ငံအလုံသမား သမဂ္ဂအဖွဲ့ဝင်များမြန်မာနိုင်ငံစီးပွားရေးလုပ်ငန်းရှင်ကိုယ်စားလှယ်များအသီးသီးမှအမှအစကားပြောကြားခဲ့ကြပြီးမြန်မာပြည်မှာလက်ရှိဖြစ်ပျက်နေတဲ့အခြေအနေအရက်ကိုမြေမောင်းထူပြနိုင်ခဲ့ကြောင်း NUG အစိုးရအလို့သမားဝင်ကြီးဌာနကထုတ်ပြန်ထားပါတယ်။၁၃၃ကြိမ်မြောက်နိုင်ငံတကာအလို့သမားရေးရာကော်မတီ 113ILC ကိုအမျိုးသားညီညွတ်ရေးအစိုးရအလို့သမားဝန်ကြီးဌာနဦးဆောင်တဲ့၃ပွင့်ဆိုင်ကိုယ်စားလှယ်ဖွဲ့မှတက်ရောက်ခဲ့ကြောင်း133ကြိမ်မြောက်နိုင်ငံတကာအလို့သမားရေးရာကော်မတီ 113ILC ကို၃ပွင့်ဆိုင်ကိုယ်စားလှယ်ဖွဲ့တက်ရောက်ခဲ့ရတဲ့ရှိရွက်ချက်ကအမျိုးသားညီညွတ်ရေးအစိုးရအလို့သမားဝန်ကြီးဌာနမှတင်သွင်းတဲ့၃ပွင့်ဆိုင်ကိုယ်စားလှယ်ဖွဲ့ကိုလက်ခံဖို့နဲ့အကြံဖတ်စေအုပ်စုကိုစီးပွားရေးရာရေးယူနိုင်ဖို့အတွက်ဖြစ်ကြောင်းသိပေးထားပါတယ်။အခုညီလာခံမှာမြန်မာပြည်ပေါ်မှာလူခွင့်ချိုးဖောက်ခံနေရမှုများအလို့သမားခွင့်ချိုးဖောက်ခံနေရမှုတွေနဲ့မြန်မာပြည်မှာစေ အောင်စုမှလင်းရင်နဲ့ပုံကျဲတိုက်ခိုက်မှုစတဲ့အကြံဖက်ကျူးလွန်နေမှုတွေကိုရှတ်တန့်ဖို့အတွက် 113IRC ထိရောက်တဲ့နည်းလမ်းများဖြင့်ပိတ်ဆို့အရေးယူရမယ့်ကိစ္စရပ်တွေကိုတုံးပွင့်ဆိုင်ကိုယ်စားလှယ်များမှဆွေးနွေးတင်ပြခဲ့ကြောင်းသိရပါတယ်။အခုလိုတုံးပွင့်ဆိုင်ကိုယ်စားလှယ်ဖွဲ့မှဆောင်ရွက်မှုတွေကြောင့် 113IRC နီလာကန်ကိုတက်ရောက်လာကြတဲ့နိုင်ငံအသီးသီးမှအစိုးရဖွဲ့ဝင်များလုပ်ငန်းရှင်များအလို့သမားသမဂ္ဂဖွဲ့ဝင်များကစစ်ကောင်စီအနေနဲ့ဝင်ငွေဆက်လက်ရရှိနေမယ်ဆိုတာကပြည်သူတွေပေါ်မှာတပ်ဖြတ်မှုတွေဆက်လက်ကျူးလွန်နေမှာဖြစ်ပြီးစစ်ကောင်စီရဲ့လူခွင့်ရင်အလို့သမားခွင့်ရချိုးဖောက်မှုတွေကို ILO စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့တွေ့ရှိရတဲ့အတွက်လိုက်နာမှုပြက်ကွက်ခဲ့တာကြောင့်စစ်ကောင်စီပေါ်ထိရောက်တဲ့အရေးယူမှုမျိုးအရေးယူပေးဖို့ဆုံးဖြတ်ချက်ချမှတ်ခဲ့ကြောင်းသိရပါတယ်။ နောက်ထပ်တပုတ်အနေနဲ့အပြင်းရက်ကြီးညာပြီးရဲ့နောက်နှစ်ရက်ကြာညင်သက်ခဲ့တဲ့ကြောင်းပြူတိုက်ပွဲပုံမှုပြင်းထန်လာတဲ့ကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်စီနဲ့အရခတ်တပ်တော်အင်အားပါဝင်မြောက်ပိုင်းညင်အောင်တုံးဖွဲ့တို့အပြစ်ခံရဲစဲကြောင်းထုတ်ပြန်ပြီးရဲ့နောက်ကြောင်းပြူမှာနှစ်ရက်ကြာညင်သက်ခဲ့တဲ့တိုက်ပွဲများပြန်လည်ပြင်းထန်လာကြောင်းသိရပါရယ်။ကြောင်းပြူရှိရွှေ OGD စက်ရုံနီးနဲ့ကတ်တပီ ရွာနီးတို့မှာမနီကစွန်လ3ရက်ညနေပိုင်းကစပြီးနှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပေါ်ခဲ့ကြောင်းဒေသတွင်သတင်းအရင်းမြစ်တွေစီကသိရပါရယ်ကုန်းချွင်တိုင်းတွေကရဲတပ်ရင်32ရက်ကာကင်းနေနာမှာတိုက်ပွဲဖြစ်နေတဲ့ကာကင်းတွေကနေစစ်ကြောင်းထိုးထွက်လာတာကိုအီကပြန်တိုင်လို့တိုက်ပွဲပြင်းထန်နေရလို့သိရတယ်လို့ကြောက်ဖြူဒေသခံတုံးကပြောပါရယ်စစ်ကောင်စီကစွန်လ4ရက်မနက်ပိုင်းမှာကတ်တပြင်းရွာဘက်မှနေပြီးလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ပြီးတညောက်ရီဟီတက်စခန်းမှာလည်းလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ကြောင်းသိရပါရယ်တိုက်ပွဲမှာရဲတပ်ရင်32ပတ်ဝန်းကျင်အနီးရောက်ရှိလာပြီး နှစ်ဖက်အပြန်အလှန်ပြစ်ခတ်မှုတွေရှိနေပြီးစစ်ကောင်စီကစက်တပ်လီဒီနဲ့ဒရုန်းများပြန်လည်အသုံးပြုပြီးဘုံကျဲတိုက်ခိုက်မှုတွေကိုပါလှုံ့ဆော်နေကြောင်းဒေသခံများထံမှသိရပါတယ်စစ်ကောင်စီနဲ့အေပါဝင်နဲ့မြောက်ပိုင်းညီနောင်မဟာမိတ်အုံဖွဲ့တို့ကအခုစွန်လကုန်တီအပြည့်ရစင်ကြောင်းထုတ်ပြန်ထားပြီးတရင်ထုတ်ပြန်တဲ့နေ့ရက်တွင်စစ်ကောင်စီဘက်မှလက်နက်ကြီးပြစ်ခတ်မှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်နောက်ထပ်တပုတ်အနေနဲ့ AR တိုင်းရှင်နေတာကိန်းဤတိုက်ပွဲမှာစစ်ကောင်စီတပ်မှတရင်မှုတည်ဆုံပြီးအမြောက်တပ်မှလက်နက်ကြီးများနဲ့စတိုက်ပြစ်ခတ်နေတဲ့ကြောင်းတင်ဆက်ပေးပါမယ် AR တိုင်းပသိမ်မုံရွာလမ်း ပေါ်ရှိရှင်နသာခိနီဓမ္မပါလာနဂရစ်တောင်စီဒီဘက်မှာ စစ်ကောင်စီနဲ့အီပူတွေတိုက်ပွဲဖြစ်ပွားခဲ့ရာစစ်ကောင်စီဘက်မှတိုင်ရင်မှုအပအဝင်သုံးတည်ဆုံခဲ့ကြောင်းသိရပါတယ်စစ်ကောင်စီရဲ့စစ်ကြောင်းကိုအီနဲ့ပူပေါင်းဖွဲ့ကကြားပြတ်တိုက်ခိုက်ခဲ့ရာခလာရ29ကမှတိုင်ရင်မှုနဲ့စစ်ကောင်စီတပ်သားချို့တည်ဆုံခဲ့တာဖြစ်ပါတယ်ဇွန်လ၄ရက်မနက်8:25မိနစ်ကကကုန်းပြင်တိုင်နယ်နဲ့အမြောက်တပ်344တို့မှလက်နက်ကြီးတွေနဲ့အနီးပတ်ဝန်းကျင်ကိုဇက်တိုက်ပစ်ခတ်ခဲ့ကြောင်းဒေသခံများစီမားသိရပါတယ်တိုင်ရင်မှုတည်ရလို့တော့ပြောတယ် မင်းကညနေ၄နာရီလောက်ကလေးကအမြောင်တက်ကနေလက်နဲ့ကြီးနဲ့ထူနေတာဒီကနေ့မနက်လဲထပ်တူတဲ့ဇက်တိုင်မို့ငတိုင်းချောင်းမြို့ပေါ်ထိအတန်တွေကြားနေရတယ်လို့ငတိုင်းချောင်းဒေသခံတုံးကပြောပါရင် လက်နက်ကြီးပြခတ်တံတွေကငတိုင်းချောင်းမျိုးပေါ်ထိကြပြီးဒေသခံများစိုးရင်ထိလန့်ကကြောင်းတက်နေတဲ့ကလေးတွေကိုပါအိမ်ကိုပြန်လဲခေါ်ဆောင်သွားကြကြောင်းသိရပါတယ်။ဓမ္မပါလာငကရစ်တောင်စီလီတိုက်ပွဲအနည်းဖြစ်ပွားစဉ်ကလည်းအမတ၃၄၄မှနေပြီးလက်နက်ကြီးပြကူများပေးခဲ့ပြီးတီရာကုန်းပြင်မှာလည်းလက်နက်ကြီးတွေနဲ့ပြခတ်ခဲ့ကြောင်းသိရပါတယ်။စစ်ကောင်စီကအမြောက်တပ်အနီးဝန်းကျင်မှာကာကင်များတိုးချဲ့အခြေပြုထားပြီးအမြောက်တပ်တွင်အင်အားတိုးချဲ့မှုများပြုလုပ်ထားကြောင်းသိရပါတယ်။နောက်ထပ်တစ်ပုတ်အနည်းနဲ့လူငယ်များစစ်မှုထမ်းဖို့ပအုပ်ပြည်သူစေ PNO PNN ပို့မှု ီအားပေးနေတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စစ်တပ်လက်အောက်ကပို့အပ်ပြီးသူစီ PNO PNE ရဲ့စစ်သားစုဆောင်မှုကြောင့်ပို့အပ်လူငယ်တွေပြည်ပထွက်ခွာမှုများပြားလာတဲ့နောက်စစ်မှုထမ်းနိုင်တဲ့လူငယ်တွေနဲ့မိသားစုဝင်တွေအပေါ် PNO PNE ကတင်းကျပ်မှုတွေပို့လုပ်လာတယ်လို့ပို့အုပ်ဒေသခံတွေကဆိုပါတယ်။ရှမ်းပြည်တောင်ပိုင်းမှာအခြေစိုက်တဲ့ပို့အုပ်လက်နက်ကင်တပ် PNO PNE ကစစ်တပ်ကအာဏာသိမ်းခဲ့တဲ့2021ဖေဖော်ဝါရီနောက်ပိုင်းမှာအင်အားပုံမကြီးထွာလာပါတယ်။တခြားတိုင်းရင်းသားလက်နက်ကင်တပ်အများစုကအာဏာသိမ်းစစ်တပ်ကိုစန့်ကျင်ဖို့အင်အားစုဆောင်ကြပေမယ့်ပို့အုပ်မျိုးသ တပ် PNO PNE ကတော့စစ်ကောင်စီကိုကာကွယ်ဖို့လူသစ်စုနေတာဖြစ်ပြီး2024ခုနှစ်ထဲမှာထောင်နေချီရဲ့တပ်သားတစ်တွေကိုထုတ်ပြခဲ့ပူပါတယ်။လက်ရှိမှာလည်းပအိုးပြည်သူစစ်ကောင်ဆောင်နေနဲ့ကျေးရွာအုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူတွေကကျေးရွာတွေအထိကွင်းစင်စီယုံပြီးဖိအားမျိုးစုံပြီးနေတဲ့အတွက်ဆန္ဒမပါပဲစစ်မှုထမ်းဖို့တွားနေရတယ်လို့ရှမ်းပြည်တောင်ပိုင်းဟိုပုံမြို့နယ်ဒေသခံတုံကပြောပါတယ်။စစ်သားစုဆောင်မှုကြောင့်ထိုင်းနဲ့မလေးရှားနိုင်ငံတွေကိုတင်းရှောင်နေရတဲ့ပအိုးလူငယ်အရေးအတွက်တပ်သားဝင်းကျင်ရှိလာတယ်လို့အရက်သားတွေလူခွင့်ရေးချိုးဖောက်ခံရမှုပေါ်စောင့်ကြည့်မှတ် တန်းတင်နေတဲ့ပိုးလူငယ်အစည်းယုံ PYO ကဆိုပါတယ်အသက်16နှစ်ကနေ55နှစ်အတွင်းအမျိုးသားတွေစစ်မှုထမ်းဖို့မလာရင်ကြံခဲ့တဲ့မိသားစုကို PNO PNE ကဖိအားပေးလာတာကြောင့်မိသားစုအလိုက်နေရဆွန့်ခွာရသူတွေလည်းရှိနေတယ်လို့ပိုးအုပ်လူငယ်အစည်းယုံ PYO တို့တာဝန်ရှိသူကဆိုပါတယ် PNO PNE စီမှာစစ်မှုထမ်းရင်စစ်ကောင်စီရဲ့စစ်မှုထမ်းကိန်းလွတ်ခွင့်ရမယ်လို့စည်းရုံးခံခဲ့ရသူတွေကမြေပြင်မှာရှေ့တန်းပို့ခံနေရပြီးလူငယ်အများစုကစစ်မှုထမ်းရှောင်ရှား လိုကြတယ်လို့ဒေသခံတွေကပြောပါတယ် PNU PNE ပို့အိုလက်နက်ကင်တပ်ဖွဲ့တွေအတွက်ပို့အိုတိုင်းသားတွေကတအိမ်ကိုလာစဉ်ကျနတောင်းထောက်ပံ့နေရပြီးပို့အိုမဟုတ်တဲ့ဒေသခံတွေကစီးပွားရေးလုပ်ငန်းအမျိုးအစားလိုက်မြန်မာကျပ်ငွေ9000နဲ့တသိန်းကစာပြီးပေးနေရတယ်လို့ကိုတိုင်းကြုံတွေ့နေရသူတွေကပြောပါတယ် စစ်သားစုဆောင်ခန့်နေရသူတွေကိုစီဆိုင်မျိုးနယ်ကစိုင်းခေါင်ရွာနီကအောင်စုဘွေ PN တို့ပြည်သူစစ်စခန်းမှာအများဆုံးတင်နန်းပေးလေရှိပြီးတင်နန်းခါလာဆိုင်ရက်ကနေတလားထီကြလေရှိရလို့ဒေသခံတွေရဲ့ပြောဆိုမှုရသိရပါတယ်လူသစ်တွေရဲ့တင်နန်းစင်းတဲ့ရုပ်သံတွေကို PN တို့ပြည်သူစစ်ရဲ့ဝါရားပြန် Facebook စာမျက်နှာမှာမကြာခဏထုတ်ပြန်လေရှိပါတယ်ရက်တူတင်နန်းပေးပြီးရှေ့တန်းပို့ခံရတဲ့လူငယ်တွေတိစုံမှုရှိရလို့ပို့လူငယ်စီယုံတာဝန်ရှိသူကပြောကြားခဲ့ကြောင်းတင်နန်းမှာဖော်ပြပါရှိပါတယ်ရှင်